င်္ဂလာပါဒီဗီဒီယိုလေးကတော့ try ရဲ့ n1 ဘုံဘုခရနိုဘာဆိုနီဟွန်ကိုဆိုတဲ့စာအုပ်ထဲမှာတရားလေးတွေကိုအပိုင်းလေးတွေခွဲပြီးတော့တင်ပြနေတဲ့ဗီဒီယိုဖြစ်ပါတယ်အဲ့တော့တမန်ဆိုလေးနာမည်ဝါချာလေးကတော့နာနီနာနီခိုတိုတိုတဲ့နာနီနာနီခိုတိုတိုတဲ့ခိုတိုတိုတဲ့ဆိုတဲ့အဓိပ္ပာယ်ကနီယူရာချီချောနဆစ်ဆွန်နဲ့ဆူလူဆိုင်နီအလာဝါဆူခိုတိုဘာဒက်သူရဲ့ အဲ့ဒီပဲလေကသူကအကြောင်းပြချက်ဓမ္မမဟုတ်သူကတောင်းခံတာတို့ခွင့်လွှတ်ပေးပါတို့အဲ့လိုဖြစ်တာကြောင့်လို့ဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်အဲ့ဒါကိုရှင်းပြလိုက်ခါမှာအသုံးပြရပါတော့နော်ဒီကောင်တော့ခိုးတို့ရဂျောကျော်တော့လီယူလီယူစကေဒီရှိနေဆို ထမင်းနီစကောရယ်လို့ပေါ့နော်သူရဲ့အပြုအမူအခြေအနေပေါ်မူတည်ပြီးတော့အကြောင်းပြချက်တစ်ခုပို့ပေးတာဥပမာနာနေနာနေနော်တဲ့နာနေနာနေထမင်းဆိုတဲ့ဒီလေနဲ့တွားပြီးတော့ဆင်သူဖြစ်တယ်ပေါ့နော်နော်တဲ့တော့ချောင်းလို့ဖြစ်တာချောင်းမလို့အဲ့တွတ်တူအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ဆက်ဆုဆုကိုကြည့်မယ်ဆိုလို့ရှိရင်သူကဂျီရှော့ခဲပူလာစုကိုတိုတိုတဲ့တကယ်လို့နောင်ဆိုလို့ရှိရင်နော်နောင်တဲ့အာလူကိုတိုတိုတဲ့ဒါမှမဟုတ်နောင်နော်ကိုတိုတိုတဲ့ဆိုပြီးတော့လိုက်တယ်နောက်ဖူဇူခဲနေလိုက်တယ်ပေါ့နော်ဖူဇူခဲပူလာစု ခုတ်တုတ်တဲ့ပြီးနာအေဂျီတဲ့ပူလာစုခုတ်တုတ်တဲ့ဆိုပြီးတော့လိုက်တာရှိရပေါ့နော်အဲ့တော့တကယ်လို့9ဖောင်ဆိုလို့ရှိရင်တခါကလေးချရင်9နေရာမှာပေါ့နော်မှုဆိုပြီးတော့ခံပြီးတော့သုံးနိုင်လေးရှိရပေါ့နော်အဲ့တော့ဝက်ချလေးနဲ့တွဲပြီးတော့လေးလာကြည့်မယ်ဆိုရင်オクレタコトトテオワビ文字あげますオクレタそういう普通系ပေါ့နော်普通系ねコトトテねတွဲထားပြီးတော့နောက်ကျသွားရတဲ့ကြောင့်မို့လို့လုံးဝတောင်းပန်ပါတယ်ဆိုတော့တခုခုကိုတောင်းပန်လာတော့တခုခုအကြောင်းပြချက်ပြီးတော့နေရာများအသုံးပြုရပေါ့နော် 普天気はのこととてご迷惑をおかけしました。普天気はのこととてご迷惑をおかけしました。普天気はそれでべが、てくふをぴゅろぼうとあえちんもんらうにだ。たまもほもんたいがあるぴたなぴにだမျိုးぼの。あいのမျိုးぴたなぴとあえとちゃうもろご迷惑をおかけしました。あなおしゃぴびとろぴけばれ。そうぴよたおめねぽんさんまとんたれ。こととてぼの。あらのこととてご容赦ください。いたらのこととてご容赦ください。 อีตันดาโลဆိုတဲ့အတိတ်ပဲပေါ့နော်အဲသူ့ရဲ့အတိတ်ပဲဘာကိုပြောချင်တာလဲဆိုတော့သူကဒီဘုံတော့ note ကိုပါဖူဆိုကုပေါ့နော် high လို့ဖူဆိုကုဒါမှမဟုတ်ဖူချူဆိုတာကိုယ့်ရဲ့ဒီလုံဆောင်ရေဆွမ်းရေကမပြေသွားတာပဲဖြစ်ဖြစ်တတိမူမိတာပဲဖြစ်ဖြစ်မတော်တဆဖြစ်မိသွားတာပဲဖြစ်ဖြစ်ဂယုမဆိုင်မိတာပဲဖြစ်ဖြစ်လုံအောင်ဖူချူဘုံနာတဲကအတခါလာနေအဲ့လိုမျိုးကိုယ့်ရဲ့မလုံမလောက်တဲ့ကိစ္စဖြစ်သွားတဲ့အတွက်ကြောင့်မလို့ ကိုယောရှာကုဒါဆိုင်ကိုယောရှာကုဒါဆိုင်ဆိုရင်အတိပေကဘာပြောရလဲဆိုတဖက်လူကိုခုလိုပေးပါဆိုပြီးရင်းရင်းချင်းချင်းကိုကိုကိုချိုးနေပြီးတော့ပြောတာမျိုးပေါ့နော်အဲ့တော့အဲ့ဒီဟာနေပတ်သက်ပြီးတော့လေ့လာကြည့်မယ်ဆိုရင်သူကမြန်မာအဖြစ်ဒီစီးပွားရေးဆိုင်ရာ business ရှင်တွေမှာအသုံးပြုတာပေါ့နော်ဥပမာစကားပြောနေရင်လက်ရှိတော့ဒါမှမဟုတ်ကိုကူရှော့မှာအယားအယားမာရီကအတတူကြီးပေါ့နော်တခုခုဆောင်ရွက်ဆောင်ရွက်တော့လကောက်ဟိုကိုကူရှော့အစီအကံစားတော့လကောက်တခုခုမှာအမားရွင့်နေပါသွားတဲ့အခါမျိုးတို့နောက်ပြီးအခါကျတော့ no key နေကိုကူနေတာပါဥပမာကိုကပေးသွင်းပေးချေရမယ်ပတ်စံကားလောက်တခုခုတော့လကောက်နောက်ကျသွားတာမျိုးတို့ပြီးအခါကျ item မျိုးကခုကပေးတဲ့ရှိမှတာပါပေါ့နော်တစ်ဖက်လူကအနောက်ရှက်သွားပြီးပေးပြီးတော့ဖြစ်သွားတဲ့အခါမျိုးတွေမှာအသုံးပြုတယ်အဲနေချေချောစေကကျကိုရဲ့နေ့စဉ်ဘဝမှာဆိုလို့ရှိရင်ဥပမာပါတီတို့ event တို့မှာကို ဖူဒေဒီဝါကအတားပိုင်းပေါ့နော်တခုခုသွားပြီးတော့အဆင်မပြေအောင်သွားပြီးတော့နောက်ဆက်ပေးတယ်လို့ပြုလုပ်လိုက်တာမျိုးလို့အဲ့လိုညာမျိုးတွေမှာအတုံးပြီးလေစကားပြောရင်းနဲ့လေအဲတစ်ဖက်ကိုသွားပြီးနောက်ဆက်ပေးတယ်လို့ဖြစ်တာလို့တစ်ဖက်ကိုဖူကိုက်ခံပေါ့နော်ကိုမနစ်မျိုးစရာတခုခုဖြစ်သွားအောင်ကိုကပြုလုပ်နေလိုက်တာလို့အဲ့လိုပုံစံမျိုးတွေမှာဆိုလို့ရှိရင်အဲ့ဒီစကားလေးကိုတုံးနေပေါ့နော်ဒီတာတာတို့ကိုတို့တို့တဲ့ကိုရောရှာကဒါဆိုင်ဆိုပြီးတော့ခုနပေးပါဆိုပြီးတော့အတုံးပြုရင်းပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကိုထပ်ပြီးရောနေတာကြီးမယ်ဆိုရင် 未熟なこととて至らない点が多々あると思いますかよろしくお願い申し上げます。未熟なこととて、そのじゃろ、めちゃでいれるじゃもろぼの、ビーソンでやり、センピでやりで、あなじしめる、プリテンタレボの、じゃもろ、国まだそしゃびば、そびよ、手続きになれびば、そびよ、きょらみょぼの。ご迷惑をおかけしたこととて、深くお詫び申し上げます。迷惑をかけたそらが、このセンピーフィスにいれるじゃもろぼの。 တကယ်ကိုပဲလုံးဝနဲ့နဲ့ဆန်ဆန်ကိုတကယ်တောင်းပန်ပါရဲ့တကယ်လေးလေးတောင်းပန်ပါရဲ့ဆိုတဲ့ပုံစံမျိုးနဲ့ရေးထားတာမျိုးပေါ့နော်အဲ့တော့အခုလိနာမျိုးဝါချာရီကကြတော့နာနီနာနီနီဒါယမဆင်နာနီနာနီနီဒါယမဆင်ဒါယမဆင်ဆိုတဲ့အဓိပ္ပာယ်က強い気持ち強い ဒီခံကြောပေါ့နော်လုံးဝကိုအရင်ကပြင်းပြတဲ့စိတ်ခံစားချက်တွေအလွန်တရာမှလုံးဝကိုမခံနိုင်ပဲရတဲ့အောင်ဖြစ်တယ်အဲ့လိုပုံစံမျိုးမှာအသုံးပြုရပေါ့နော်တိုင်းလာလေးနိုင်တူကကမန်တကိနိုင်လုံးဝကိုဒီမခံနိုင်အောင်ဖြစ်တဲ့ဆိုတဲ့ပုံစံမျိုးမှာအသုံးပြုပါတယ်အဲ့တော့ तू ကတခုနှစ်အထူးသဖြင့်ဆိုလို့ရှိရင်ဒီခံတော့ပေါ့နော်စိတ်ထဲမှာရှိတဲ့ခံစားချက်တွေလှုပ်ရှားမှုတွေဆရာမှာအသုံးပြုရပေါ့နော်ခူးလူရှိမှုလို့ရောလို့ကိုပြီးလို့အဲ့လိုပုံစံမျိုးနာနီခန်နီတိုင်းတဲ့ကျိုးရိုက်ခီမှုရှိတာအိုဆာရဲ့ခုတော့ဗာတကိနိုင်ဆိုတဲ့ပုံစံမျိုးမှာအသုံးပြုရပေါ့နော်ကိုရဲ့ခူးလူရှိမှု1ဒီလုံးဝကိုပြင မှန်းမှုတွေကျွန်တော်ခုပြီးပြောရှင်မှုတွေအဲ့လိုနေရာမျိုးမှာအိုဆိုင်တို့ခုတော့တက်ခိနိုင်ဖိနှိပ်ချုပ်ချယ်ထားလို့မရဘူးမဆိုတဲ့ပုံစံမျိုးမှာအုံပြေအဲ့တော့စစစကိုကြည့်မယ်ဆိုရင်ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်တော့အဲ now plus ni တိုင်းမဆင်းဆိုပြီးပေးထားတယ်ပေါ့နော်ဒါပေမဲ့သူကတခြားထားနေတယ်လိုက်တယ်ပေါ့နော်အဲ့တော့ meshi plus ထားရမဆင်းဆိုလို့လိုက်တယ်ပြီးပြီးတော့ jishonke plus ni ထားရမဆင်းဆိုလို့လိုက်တယ် ဲ့တော့နောက်တစ်ခုကခဲရော့ရှိရဲ့လိုက်တယ်ပေါ့နော်ခဲရော့ရှိမှဆိုလို့ရှိရင်ဤခဲရော့ရှိပူလာစုထားရမဆင်းလို့နာခဲရော့ရှိပူလာစုထားရမဆင်းလို့လိုက်တယ်ဒါပေမဲ့ဤခဲရော့ရှိနဲ့နာခဲရော့ရှိမှဆိုလို့ရှိရင်အသုံးပြုပုံကနည်းနည်းလေး꽌ွားရပေါ့နော်ပြောကားလဲဆိုတော့ဥပမာဆိုလို့ရှိရင်ဤခဲရော့ရှိဆိုလို့ရှိရင်သူကနော်ဤခဲရော့ရှိပူလာစုနီထားရမဆင်းဆိုလို့ရှိရင်သူကဥပမာအာဒီကာတိုင်းဆိုလို့ရှိရင်ကျေးဇူးတင်တာအာဒီကာတိုင်းဤနဲ့ဆုံးထားရပေါ့နော်အဲ့ဒါဆိုရင်အာဒီကာတခုနီထားရမဆင်းဆိုပြီးတော့ပြောင်းနေခု ပြောင်းပေးရပါတော့ဤကိုဖြုတ်ပြီးခုပြောင်းပြီးတော့နိတိုင်းမှာဆင်းတဲ့ပေါင်းတဲ့သဘောဥရင်းရှိဆိုလို့ရှိရင်လည်းဥရင်းရှိခုနိတိုင်းမှာဆင်းဆိုပြီးတော့သုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကခန္ဓာရှိဆိုရင်ဝန်းနေတာအဲ့တော့ခန္ဓာရှိခုနိတိုင်းမှာဆင်းဆိုရင်အလွန်တရာမှဝန်းနေတယ်ဝန်းနေတဲ့ခန္ဓာချက်ကထိချုံလို့မရဘူးဆိုတော့အတိပ္ပယ်မျိုးတွေမှာအတုံပြူတာပေါ့နော်တကယ်လို့နတ်ခဲရောရှိဆိုလို့ရှိရင်ဘယ်လိုသုံးလဲဆိုတာကိုတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော် နာခဲရောရှိဆိုလို့ရှိရင်နာခဲရောရှိပူလာစုဒဲနိဒါယမဆင်းဖြစ်မှာပေါ့နော်အဲ့တော့နာကိုဖြုတ်ပြီးတော့ဒဲထည့်ပြီးတော့မှနိဒါယမဆင်းဆိုပြီးတော့တုံပြုလို့ရပါတယ်အဲ့တော့ရှိစုကနာဆိုလို့ရှိရင်နာကိုဖြုတ်ပြီးတော့ရှိစုကဒဲနိဒါယမဆင်းဆိုပြီးအသုံးလို့ရတယ်အလွန်တရာမှတိတ်ဆိတ်နေရဲဆိုတဲ့ပုံစံမျိုးသုံးလို့ရတယ်ပေါ့နော်တင်းတင်းနာဆိုရင်ဒါရင်ချေးတာပေါ့နော်အရင်ကအလွန်တရာကိုအသုံးမရင်ချေးနေရဲဆိုလို့ရှိရင်တင်းတင်းဒဲနိဒါယမဆင်းပုံစံမျိုးပေါ့နော်ဘင်းနိဘင်းနိနာဆိုလို့ရှိရင်ဘင်းနိဆိုတာကျတော့အဆင်ပြေတော့ပေါ့နော်အဲ့ဒါကိုနာကိုဖြုတ်ပြီးတော့ ဒဲနီခိုင်မဆင်းဆိုပြီးတော့လည်းအသုံးပြုလို့ရပါတယ်နော်အဲ့တော့ဝေချောက်လေးရင်နဲ့တွဲပြီးတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင်တော့ခန်ရှာနီခိုင်မဆင်းဆိုလို့ရှိရင်အလုံးတရားမှာကျေစုတင်တယ်ကျေစုတင်တဲ့စိတ်ကလုံးဝကိုဖိနှိပ်ချုပ်ချယ်ထားလို့မရဘူးအရန်ကျေစုတင်တယ်ရောတော့ခိုးပြီးနီခိုင်မဆင်းဆိုလို့ရှိရင်လေအလုံးတရားကအရန်က1 1တာမိရယ်ဆိုတဲ့အတိပဲမျိုးပေါ့နော် ောက်တစ်ခုကကြတော့ခိုးနှုတ်အေးရောညထိုင်ပါစေခိုးနှုတ်အေးရောညထိုင်ပါစေအေးရောဆိုတဲ့အဓိပ္ပာယ်ကကြတော့အဲချီးပြုထောပနာပြုတာချီးမွန်ဂုဏ်ပြုတာပေါ့နော်စုလီပါရဲ့အဲချီးမွန်ပြီးတော့ဂုဏ်ပြုတဲ့အားမျိုးလိုမှာတုံတာပေါ့နော်အဲ့တော့အရန်ဟိုကအဲ့ဒီပေးထားတဲ့ချီးမွန်ပြီးတော့ပြောထားတဲ့ဂုဏ်ကြီးတစ်ခုကအရန်ဟိုကချီးမွန်လို့အားကြီးပါလေဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဆိုရင်ခိုးနှုတ်အေးရောညထိုင်ပါစေဆိုတဲ့အဓိပ္ပာယ်မျိုးနေရာမှာအသုံးပြုရဲအဲ့တော့တိတိကျကျအတင်းလို့လေ့လာကြည့်မယ်ဆိုလို့ရှိရင် အေးရောဆိုတဲ့အဓိပ္ပာယ်ကသူကဘောအေးရောနိဒါယမဆင်းဆိုတဲ့အဓိပ္ပာယ်ကအိုင်တေခါရဥခေတာအေးရောကခီချောနီဥခီကုစအဲ့တော့တစ်ဖက်ကနေပြီးတော့ချီမိုးထုတ်ပနာပြပြအရာပေါ့နော်စုပဲချတာပဲပြပြပိုင်းပြကိုချီမိုးတဲ့အရာအလုံးတရာမှကြီးမားနေကြီးမားနေတဲ့ကြောင့်မလို့ဂျီဘုံတော့နိုးလျော်ခုရထားချိမတယ်ပါဥခေထိုမဲလို့ပို့တော့အဲ့ခင်းနိုင်ဟိုတော့ ကိုရဲ့တဲ့အကူတို့နောက်ခင်မူချီပေါ့နော်အဲ့တော့ကိုရဲ့ level ကိုရဲ့ဉာဏ်စွမ်းကိုရဲ့ touch ပါရက်တီ channel ဆိုရင်သူပြီးပြီးတော့ချီးမွမ်းလိုက်တဲ့ဒီ super level ပါတယ်ပြီးအဲ့ဒီအရာကြီးကိုလက်ခံဖို့အတွက်ကအလွန်များအောင်မအတိုင်းမသိဘယ်ရောက်မှချီးမွမ်းနေရဆိုပုံစံမျိုးတုံးချင်နေဆိုလို့ရှိရင်ကိုရဲ့ရောနီးထိုင်မှာစင်းဆိုပြီးတော့အတုံးပြုတ်ပို့ရပါတယ် 悲しみに耐えません。悲しみに耐えません。悲しみに耐えません。それはじゃあ、あの手山をねえこの。恐縮に耐えません。それし、恐縮に耐えません。それし、 ခရောရှုပုဆိုတဲ့အိဗေကအာထုတ်အာနာဖြစ်ပြီးကျေစုတင်တာမျိုးကိုပြောတာပေါ့နော်အဲအရန်နဲ့ကျေစုတင်တယ်အရန်လဲအာနာရဲဆိုတဲ့ပုံစံမျိုးဆိုရင်ခရောရှုကူတော့မယ်ပေါ့နော်ခရောရှုကူမိတိုင်းမှာဆင်းဆိုတော့အလွန်တရာမှအရန်ကိုကျေစုတင်ပြီးအာနာမိပါတယ်ဆိုပြီးအတော့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ခံစားချက်ချီယိုယီခီမိုချီကိုပြောတဲ့နေရာမျိုးမှာနန်နီနန်နီမိတိုင်းမှာဆင်းအောင်အတော့ပြပါတယ် အခုလေးလာတော့ချာလေးကြတော့နာနီနာနီတာလုံးမို့လို့နာနီနာနီတာလုံးမို့လို့တာလုံးမို့လို့ဆိုတဲ့အဓိပ္ပာယ်ကအခုတချိပါရရဖို့ရရှိကကုတိဖူစားဝါရှိမို့လို့ဒီဒီဖြစ်နေရှိပါဆိုတော့သူရဲ့အဓိပ္ပာယ်ကဒီတချိပါဒီအနေထားဒီသူရဲ့ရည်ချက်ရဖို့ရသူရဲ့တာဝန်ရှိကကုသူရဲ့အရေးချင်းနေတဲ့ဖူစားဝါရှိတင့်မြော်လေးလေးကညီနေလေးဆိုတဲ့ပုံစံမျိုးပြောမယ်ဆိုရင်ပီတာတော့ဆိုပြီးအဓိပ္ပာယ်ယူလို့ရတယ်ပေါ့နော်အဲ့တော့သူမဲဆူဆူဘူးလိုက်တဲ့ဥစားကဘလိုနေလိုက်လဲဆိုတော့ဥပမာနောက်မှခုချာပါလိုက်မယ်ဆိုရင်ဥပမာမဲရှိပူလာဆူတာလူပူလာဆူနားဆိုပြောလိုက်တယ်ပေါ့နော်အဲ့လိုတာလူညိတော့ဆိုလို့ရှိရင် သူကဒီမဲရှိနောက်ခံနေပါတော့နောင် plus တာလူပြီဆိုပြီးတော့တော့ပေါ့နော်နောက်တစ်ခုကကြတော့မဲရှိ plus တာလူမိုနိုဆိုပြီးတော့တော့ပြပါတယ်အဲတော့ဝါချလေးနဲ့တွဲပြီးတော့တော့ပြီးတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင် leader တာလူမိုနိုကဘူကာတော့ခီမိုချီကိုလိကဆုဆုလုပ်ပေးကြည့်လို့ရှိထားပါတော့အဲတော့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ခေါင်းဆောင်ပီတာရဲ့ခေါင်းဆောင်ဆိုတာကအဲတော့ခေါင်းဆောင်ပီတာရဲ့လူဆိုတာကဝန်ထမ်းတွေပေါ့နော်ကိုယ့်ရဲ့လက်အောက်နေသားတွေရဲ့စိတ်ပုံသားလေးတင်နေပေါ့နော်အိုယာတာလူမိုနိုကကုတုမိုနီရောဤတေဟုံးကို 示さ、示さなければなりません。見ば、見たい、見ば、そらが、見ば、見たい、そらが、くれるもの。顔をね、さにゃ、とくにね、ほらにゃうもの。教師たるものは、生徒の未来を考えた教育を行うべきだ。そういせやびたれ、せやそらが、せやびたれ、そらが、て、てめえ、なんかこう、センサービルを学ぶため、教ピナイスネコ、学ぶにゃうもの、学んでるドラゴン。役に立るものは、会社のために、 サインセンを作す作さなければなりませんもの。それで社員役員そらじゃろて班長ターナーにも当たりしてるもの。で、運転、で運転、ピタで運転そら公務員あとこういう高層にもべအားထုတ်ပြီးမျိုးစိုင်းရအောင်ပေါ့နော်။စိုင်းစံကိုစုစုဆိုတာကိုယ်မရှိတဲ့မြောက်ခေါင်းကိုကုန်ထုတ်ပြီးစူးစမ်းတာကိုပြောတာပေါ့နော်။